အနာဂတ်မှာဘရိုနီကာလိုမျိုးဝမ်းချန်ပီယံရှစ်မှာပါဝင်ရှင်ပြိုင်ပြီးချန်ပီယံဖြစ်ဖို့တည်ရည်မှန်းထားတဲ့နော်အုံမာဆိုပရိသတ်များအလုံးမင်းမင်္ဂလာပါရှစ်ဆယ်လင်းစိုက်တာ page ကနေပြလဲကြိုဆိုလိုက်ပါတယ်။မြန်မာနိုင်ငံကိုစားပြုပြီးတော့ပြည်ပပွဲတွေမှာဝင်ရောက်ရှင်ပြိုင်ပြီးတော့အောင်မြင်မှုတွေကိုရယူလာနိုင်ခဲ့တဲ့အထိတ်တန်အမျိုးသမီးဖိုက်တာတယောက်ကိုထပ်ပြောပြရမယ်ဆိုရင် နော်အုံမာဆိုကိုပဲညွှန်ပြရမယ်လို့ထင်ပါတယ်။ နော်မဆိုးကအခုချိန်မှာဝမ်ချန်ပီယံရှင်မှာဝင်ရောက်ရှင်ပြိုင်ရခြင်းမရှိသေးပေမဲ့ထိုင်းနိုင်ငံကပရိုမိုးရှင်းအငယ်လေးတွေမှာတော့ဝင်ရောက်ရှင်ပြိုင်နေပြီးတော့ရလက်ကောင်တချို့ကိုလည်းရယူထားနိုင်ခဲ့ပါတယ်။အခုဆိုရင်တော့နော်မဆိုးကမွေထိုင်းပွဲတွေကိုသာမကခစ်ပေါင်စင်ပွဲတွေကိုပါဝင်ရောက်ရှင်ပြိုင်ထိုးသက်နေပါတယ်။ဗရိုနီကာနဲ့အတူထိုင်းကောင်မွေထိုင်းကလပ်မှာလေ့ကျင့်မှုတွေပြုလုပ်နေရကြောင်းလဲနော်မဆိုးအနေနဲ့ဝမ်ချန်ပီယံရှင်လိုကမ္ဘာကျော်ပရိုမိုးရှင်းမျိုးမှာသာဝင်ရောက်ရှင်ပြိုင်ရမယ်ဆိုရင်စနစ်တကျနဲ့ဝင်ရောက်ရှင်ပြိုင်နိုင်မှုတဲ့အခြေအနေကောင်းတစ်ရက်မှာလဲ ရှိနေပါတယ်။နောက်မဆိုးကလက်ရှိမှာဘရိုနီကာနဲ့ယင်းဒီရဲ့ဆက်ဆံရေးမျိုးကိုတိစောက်ထားနိုင်ပြီးတော့သူမရဲ့ပွဲတွေမှာဆိုရင်လည်းဘရိုနီကာကိုယ်တိုင်လိုက်လံပြီးတော့ဝန်းရံပေးလို့ရှိတတ်ပါတယ်။လက်ရှိချိန်မှာတော့အသက်က28နှစ်အရွယ်ရှိနေပြီဖြစ်တာကြောင့်ကစားသမားဘဝရဲ့အကောင်းဆုံးအချိန်တွေကိုဖြတ်တန်းနေရပါတယ်။နောက်မဆိုးအနေနဲ့ရရှိလာတဲ့အခွင့်အရေးတွေကိုအကောင်းဆုံးအသုံးချနိုင်ဖို့လိုအပ်မှာဖြစ်ပါတယ်။ နောင်မစိုးကရိုးရလက်ဝိပွဲတွေထိုးရင်းနဲ့မွေထိုင်းလောကတွေကိုဝင်ရောက်လာခဲ့ရဖြစ်ပါတယ်။ကရင်သွေးပီပီလက်ဝိကစားခြင်းကိုနောင်မစိုးကအတော်လေးဝါသနာထုံပါတယ်။ဒီလိုနဲ့လက်ဝိကစားသမားတယောက်ဖြစ်တဲ့အတန်မွေးဝမ်းကြောင်းပြုမယ်လို့နောင်မစိုးကဆုံးဖြတ်ခဲ့ပါတယ်။သူမရဲ့စူးစမ်းအထောက်အမှုတွေကအတော်လေးကိုပြင်းပြလွန်ပါတယ်။ကိုဖြစ်တဲ့အရာကိုအကောင့်ထဲပေါ်နိုင်ဖို့အတွက်နောင်မစိုးကခံကြည့်တဲ့အရင်မှန်းချက်တွေထားရှိခဲ့ပါတယ်။ သူမရဲ့ရည်မှန်းချက်တွေအတိုင်းလဲနှောင်းမဆိုးကဒီဇိုင်းမမတ်ရှောက်လန်းခဲ့ပါတယ်။ဘလို့အခက်ခဲအတားအဆီးမျိုးပဲတွေ့တွေ့နှောင်းမဆိုးကနောက်မတွန်းခဲ့တယ်လို့ရိုင်လဲသွားခြင်းလည်းမရှိဘဲနဲ့စိတ်ဓာတ်ကြံ့ခိုင်စွာနဲ့ဆက်လက်ရှောက်လန်းခဲ့ပါတယ်။ဒါကြောင့်လဲနှောင်းမဆိုးကမြန်မာနိုင်ငံရဲ့ထိတ်တန့်အမျိုးသမီးလဝိသမားတယောက်ဖြစ်လာခဲ့ပါတယ်။2018ခုနှစ်မှာတော့နှောင်းမဆိုးက professional လက်ဝိသမားတယောက်အဖြစ်ခက်ခဲကြမ်းတမ်းတဲ့ခရီးကြမ်းတဲ့ကိုစတင်ခြေလှမ်းချခဲ့ပါတယ်။ 2020ခုနှစ်ထဲမှာတော့နောင်မဆိုးက Golden Bat Lewis Championship မှာ Champion ကပတ်ရယူနိုင်တဲ့ထိအောင်မြင်မှုတွေရရှိလာခဲ့ပါတယ်။2022ခုနှစ်မှာတော့နောင်မဆိုးကထိုင်းနိုင်ငံကိုကူးပြောင်းလာခဲ့ပြီးတော့ပြိုင်ပွဲတွေမှာဝင်ရောက်ရှင်ပြိုင်ခဲ့ပါတယ်။ နောင်မာဇိုကရိုးရလဝိသမားတယောက်ပြီးပြီးစိတ်တက်ကြန့်ခိုင်မှုအပြည့်နဲ့ပွဲတွေကိုဝင်ရောက်ရှင်ပြိုင်တက်လေးရှိပါတယ်။ဒူးတိုက်ချက်တွေကလည်းအတော်လေးကောင်းမွန်ပါတယ်။ပြိုင်ဘက်ရဲ့တိုက်စစ်ကိုလည်းကောင်းစွာတုံ့ပြန်နိုင်စွမ်းရှိပြီးတော့တံပြန်တိုက်စစ်တွေကိုလည်းထိထိမိမိနဲ့အသုံးပြုနိုင်စွမ်းရှိပါတယ်။ဒီမရဲ့ပွဲတွေမှာဆိုရင်အလဲထိုးခံရခြင်းမရှိသေးပါဘူး။ကရင်လူမျိုးတွေဆိုတာတုံ့တိုက်တဲ့အကြာခိုက်ခိုက်နောက်မတွန့်တန်ရှေ့ဆက်လန်းကြပါတယ်။ဘလို့အသားစီမျိုးပဲတွေ့တွေ့ရှေ့ကိုပဲအရောက်ဆက်လက်ချီတက်ကြပါတယ်။နောင်မာဇိုကလည်းကရင်လူမျိုးတယောက်ပြီးပြီးရဲရင်တဲ့စိတ်ထက် နဲ့ပြက်သားတဲ့စိတ်ဓာတ်တွေအပြည့်ရှိပါတယ်။ဒါကတိုက်ခိုက်ရေးကစားသမားတွေအတွက်အဓိကလိုအပ်တဲ့လက်နက်ဖြစ်ပါတယ်။ဒါကြောင့်လည်းနှောင်းမဆိုးက2021ခုနှစ်မှာမြန်မာ Women's Lawy Fighter of the Year ဆုကိုရွေးချယ်ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။2023ခုနှစ်မှာဆိုရင်ဂျပန်နိုင်ငံမှာပွဲသွားထိုးခဲ့ပြီးတော့အနိုင်ရလက်ကိုပုံဖော်နိုင်ခဲ့ပါတယ်။နှောင်းမဆိုးကအနာဂတ်မှာတော့ One Championship မှာပါဝင်ရှင်ပြန်ချင်နေပြီးတော့ Champion ကပတ်ရယူနိုင်ဖို့ထိပ်မှတ်ထားနေပါတယ်။မြန်မာရိုးရလဝိအားကစားကိုကဘာစီဖြန့်ကျက် က်ပေးနိုင်ဖို့ဆိုတာကတော့နှောင်းအမဆိုးစီမှာရှိနေတဲ့အိမ်မက်တစ်ခုဖြစ်ကြောင်းမှာအဆုံးတိကျပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်